ဟယ်လိုဒီနေ့မှာတော့နေ့စဉ်တရက်တစ်လုံးပုံမှန်တောင်းတုံးပေးရမယ်28လုံးပိုင်းကိုဝင်တာစီကိုတရက်တော့ဖို့မေးတယ်ဆိုရင်ကိုဝင်ရသွားနိုင်လားဘယ်လိုပြန်ပြီးတော့ကာဝေတို့ရလဲဆိုတာကိုပြောပြပေးသားမှာပဲဖြစ်ပါတယ် တက်ရှင်လုံးပါတားသေးမှာဆိုရင်တော့ isotin projection ဟောပေါင်း2မျိုးပါ SOC တားသေးတယ် projection 2မျိုးပဲပါလေ POP တားသေးဆိုပြီးတော့ရှိပါတယ်ဗျနေုံတော့နေ SOC တားသေးတောက်ဖို့အတွက်တရဖဲမိခဲ့တယ်ဆိုရင်တော့ကိုဝင်ရာမသွားနိုင်တဲ့အတွက်ကြောင့်တော့တို့တိတိကျကျမှာပဲစေးနှလုံးတစ်ပြိုင်တည်းတောက်ပြီးရပါတယ်ဗျအဲ့တော့တို့စေးတောက်ဖို့အတွက်နေ့ရက်နဲ့အထက်စတိုက်မိခဲ့တယ်ဆိုရင်တော့ကိုစေးစားတောက်တဲ့ချက်ကနေစပြီးတော့ဘယ်နှပန်းမြောက်ထဲမှာမိခဲ့လဲဆိုတာပေါ့မူတည်ပါတယ်ပထမဘတ်ထဲမှာတောက်ဖို့မိခဲ့မယ်ဆိုရင်တော့တိတိကျကျမှာပဲစေး နဲ့လောက်တပြိုင်နဲ့တောက်လိုက်ပါနောက်ပြီးရင်ကျွန်တော်တို့ခုနှစ်ရကြာအောင်ကာမဆက်သနာကိုရှောင်ဖို့လိုပြီးတော့အဲ့ဒီတော့တွင်မှာအကဝယ်မဲ့လိမ့်ဆက်ဆံပြီးခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ရေးပေါ်ဒါစီတောက်ဖို့လိုပါမယ်နော်ပထမဘတ်ထဲမှာခုနှစ်ရလုံးဇက်လိုက်တေချာတောက်ခဲ့ပြီးတော့ဒုတိယဘတ်ထဲမှာပြီးခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့တည်တည်ချင်းမှာပဲဒီနေ့လုံးတပြိုင်နဲ့တောက်လိုက်ပါရေးပေါ်ဒါစီတောက်ဖို့မလိုပါအောင်နော်ဘာလို့လဲဆိုတော့အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့တောက်ဥကြွေတာကိုဒါရတဲ့ effect ကရှားသွားပြီးမလိုပါ တတိယဘက်ထဲမှာမေးခဲ့မယ်ဆိုရင်တော့တတိယကျင်မဲ့စနေလုံးတစ်ကြိမ်လည်းတောက်ပြီးတော့တတိယဘက်တွေတောက်ဖို့ကြံတဲ့ဆေးတွေကိုတောက်ပေးပါတို့ပုံမှန်ရာသီသွေးစင်မှုတွေထပ်ပြီးထားရတယ်ဟော်မုန်းမပါတဲ့နောက်ဆုံးဆေး9ရက်စာကိုတော့ကြော်လိုက်ပြီးတော့တို့ဆေးကအသေးကနေစာပြီးတော့တောက်ပေးပါနော်အဲ့တော့ကိုပြိုပြီးတားဆေးတွေကတော့ဆေးရနေတဲ့အချိန်တိုးတဲ့အတွက်ကြောင့်တို့အချိန်မဲ့တောက်သုံးပေးဖို့လိုပါတယ်ဗျ ော်စေမျိုးစားပေါ်မူတည်ပြီးတော့ကျွန်တော်တို့တောင်းနေကြအချိန်နဲ့ပေါ့နော်၃နာရီနေ၁၂နာရီဒီနောက်ကျသွားရဲဆိုရတယ်ဈေးတရက်စားလို့သွားရလို့သတ်မှတ်လို့ရပြီးတော့ကျွန်တော်တို့ကိုဝင်ရသွားနိုင်ပါရဲ့နော်အဲ့လိုနောက်ကျသွားကြတယ်ဆိုရင်တော့ကျွန်တော်တို့ကာမဆက်သနာကိုနှိမ့်ရကြချောင်းချပေးဖို့လိုရပြီးတော့အဲ့ရဲ့ရှဲအတွင်းမှာကာဝယ်မဲ့ဆက်သက်မိကြတယ်ဆိုရင်တော့ရေပေါ်တာသေးတာဟိုလိုပါရဲ့နော်ကဲအဲ့ဒါဆိုဒီနေ့ရတော့လောက်ပါပဲဗျာနောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတို့ပြန်လာကြပါမယ်နော်